ဒီမိုကရေစီပညာရေးသဘိမ်းပေါက်ချီတက်လာတဲ့မန္တလေးစစ်ကြောင်းလက်ဗရန်မြို့မှာအကြမ်းဖက်ခံရတာတစ်နှစ်ပြည့်တဲ့အနေနဲ့မန္တလေးမြို့မှာဆူတောင်းပွဲတစ်ခုကျင်းပပြုလုပ်ခဲ့ပါတယ်။ဥကြော်စီသတင်းပေးပို့ထားပါတယ်ရှင်။မန္တလေးမြို့ကနေရန်ကုန်မြို့အထိတပိတ်ပေါက်လမ်းလျှောက်ထိတက်လာတဲ့မန္တလေးမြို့ကတပိတ်စစ်ကြောင်းကိုလက်ပန်းမြို့မှာဖမ်းဆီးခံခဲ့ရတာတနစ်ပြည့်တဲ့အနေနဲ့မန္တလေးမြို့ကမဟာမျက်မှုနီရုပ်ရှင်တော်မှာအခုလိုစူတောင်းပွဲကိုကျင်းပပြုလုပ်နေတာပါ။ အခုစုတောင်းပွဲကိုအထက်ပမာပြီးဘဂဒါမြအဖွဲ့ချုပ်ကဥဆောင်ကျင်းပတာဖြစ်ပြီးမန်လေးခရိုင်ကဘဂဒါကျောင်းသားတွေအပါအဝင်ကျောက်ဆက်ခရိုင်ကဘဂဒါကျောင်းသားတွေလည်းပါဝင်ခဲ့ကြပါတယ်။တို့ဒီနေ့ဆိုကျွန်တော်တို့ပညာရေးပြုရင်ပြောင်းလဲဖို့တောင်းပန်နေတယ်ဒီမျိုးကစီပညာရေးတပိတ်တစ်ချောင်းလက်ဗလာမျိုးမှာဖဲသည်။ဂျိုင်းနဲ့ခရိုင်ကတနေ့ပြေးခဲ့ပြီ။တနေ့ပြေးခဲ့ပေမဲ့အစိုးရအနေနဲ့အခုချိန်ထိတောင်းဆိုချက်စံချက်တွေကိုလိုက်ရောပေးနေမရှိခဲ့ဘူး။ ကျွန်တော်တို့တောက်ဆိုတဲ့စက်ဆက်ကကျွန်တော်တို့တိုက်ပွဲတွေကမပြီးသေးပါဘူးကျွန်တော်တို့ဒီဘောကယ်ဒီမီယာရာဒီတောက်ဆိုပါဖြစ်ပါတယ်တကုတ်တော်ဝန်တန်းစောင့်မေးပွဲတွေဖြေဆိုနေတဲ့အချိန်နဲ့တိုက်ဆိုင်နေတဲ့အတွက်အခုလိုဖျားမှာဝတ်ပြုစုတောင်းတာပဲပြုလုပ်ခဲ့ကြပြီးစုတောင်းပွဲအပြီးမှာကြွကြတဲ့အချို့နဲ့ဆန္ဒဖော်ထုတ်ခဲ့ကြပါဗျာကျွန်တော်တို့လက်ပံမှာကျွန်တော်တို့စဲစဲမှာကျွန်တော်အကြမ်းဖက်ဖြိုခွင်းခံနေရကျွန်တော်တို့တစ်နှစ်ပြည့်ပြီကျွန်တော်တစ်နှစ်ပြည့်ကိုကျွန်တော်အိမ်ထဲဘာကြောင့်ဒီလိုလုပ်ရလဲတို့အဲ့အချိန်မှာလည်းအကြမ်းဖက်ဖြိုခွဲခဲ့တယ်အခုချိန်မှာလည်းကျွန်တော်တို့ကြောင်းသားတွေကိုဝဲထုတ်ထားသေးပဲ ဝမ်းထုတ်နေတယ်အခုချိန်လေးကျွန်တော်တို့ဖိနှိပ်နေတယ်ဒါကြောင့်မို့ကျွန်တော်တို့မတရားမှုကိုစန့်ကျင်တယ်သူတို့လွတ်မြောက်ရေးအတွက်ကျွန်တော်တို့တောင်းဆိုတယ်ဒီမိုကရေစီဒီမိုကရေစီပြောနေမှာဒီနိုင်ငံရေးကျင်းသားရေးရှိနေတာဟာလုံအောင်ဖြစ်တဲ့နဲ့ရပါပဲ မန္တလေးမြို့ကနေရန်ကုန်မြို့အထိရန်လျှောက်ချီတက်လာတဲ့ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းကចောင်းသားတွေနဲ့ဝန်ရံပြည်သူတွေကို2015ခုနှစ်မတ်လ3ရက်နေ့ကလက်ဗဒန်းမြို့မှာရဲတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်ဖမ်းဆီးခဲ့ပါတယ်။အဲဒီမှာចောင်းသားတွေနဲ့ဝန်ရံပြည်သူတရားကျော်ဟာဖမ်းဆီးခံခဲ့ရပြီးတချို့ကိုပြန်လည်လွတ်ပေးတဲ့အတွက်အခုချိန်မှာတော့ဝန်ရံပြည်သူအချို့နဲ့ဖမ်းဆီးခံចောင်းသား30ကျော်ဟာတာယာဝတီချင်းထောင်တွင်မှချုံနောက်ခံထားရသေးပါသူတို့တွေကိုမတ်လ၈ရက်နေ့ကလက်ဗဒန်တရားရုံးမှာ၄၂ချိန်မြောက်ရုံးချိန်အနေနဲ့စစ်ဆေးခဲ့ပါတယ်ကျွန်တော်ကြော်စီပါ